သူ့ကိုထိတော့တငယ်ချင်းကိုပါချလိုက်တာပေါ့အချစ်ကရေးကြည့်တယ်ချစ်ကရေးရေးကြည့်တော့မလေးအချစ်ကိုအရန်ကိုခွဲရအဲ့လိုငါဘာဖြစ်လာလဲဟာစကားကိုအေးဆေးပြောမှမဟုတ်ဘာလို့လက်ပါလာလဲနင်တို့ယောက်ျားရေမဟုတ်ဘူးလားမရှက်ကြဘူးလားနေတော့ဆောင်ကအရင်ရှက်တယ်အမှန်တော့လေနန်းစုတက်တဲ့တကောအဲ့လိုမျိုးလေတကယ်ထိအောင်လို့ဘာမှမရိုက်ဘူးတကယ်ပားနေအောင်တော့မထိပဲနဲ့ဒီနေရာကိုရှက်ထိသွားလေကိုကရိုက်တာကျွမ်းလားမကျွမ်းလားဆိုအမှကြည့်လိုက်တော့ပားရတဲ့ဓာတ်ကကိုကြောက်ထအောင်ကျွန်တော်ကကျတော့ဘာနိုင်တောင်းရိုက်ရကျွန်တော်ရိုက်ခံခဲ့ရပါတယ်ဒါကသူကနှစ်ချက်နှစ်ချက် ာဖြစ်လာလဲဟာစကားကိုအေးဆေးပြောမှာပေါ့ဘာလို့လက်ပါရတာလဲနင်တို့ယောက်ျားရင်မဟုတ်ဘူးလားမဆက်ကြဘူးလားနော်ဆောင်ကအရင်ရှက်တယ်ချစ်သူကိုထီရောတငယ်ချင်းပါချလိုက်တာပေါ့အချစ်ကရေးကြည့်တယ်ချစ်ကရေးရေးကြည့်ကော်မလေးအချစ်ကိုအရင်ကိုခွဲရအဲ့လိုဒါမဲ့ကောင်းလေးရအောင်အဲ့ဒါတော့မတော်ဇသိန်းကြီးတွေ့ရအောင်အဲ့ဒါမမြင်ရမှာပေါ့အတန်မသိရတော့ဘူးအမှန်တော့လေနန်းစုတန်းတဲ့တကောအဲ့လိုမျိုးလေတကယ်ထီအောင်လို့ဘာမှမရိုက်ဘူးဒါမဲ့ဒီကားထဲမှာ ်ဦးမင်းဝဲ represent director ရဲ့ represent နောက်တော့ဒီမင်းသား actor ကိုရန်ကရိုက်ပါရတယ်ညီမအဲ့ဒါမှာအကိုလည်းမူပောင်းသွားမှာဆိုပြီးတော့ပြောတော့ခင်ဗျာမရရဲ့ရရဲ့နဲ့ confident တော့မရှိဘူးဒါမဲ့လည်းအဲ့လိုမျိုးပဲမူထည့်ပြီးတော့ရိုက်လိုက်တာပေါ့အဲ့ဒါကြောင့်မို့တကယ်ပါနေအောင်တော့မထိပဲနဲ့ဒီနေရာကိုရှက်ထိသွားလေကိုကရိုက်တာကြွလားမကြွလားဆိုအမှကြည့်လိုက်တော့ပါရဲ့တတိယကကိုကြောက်ထအောင်ကျွန်တော်ကကျတော့ဘာနိုင်တောင်းရိုက်ရတယ်ကျွန်တော်ရိုက်ခံခဲ့ရပါတယ်ဒါကတော့နှစ်ချက် ဖြစ်ဖြစ်အင်းမို့ကျွန်တော်ကအဲ့ချိန်မှာဒီကားကကျွန်တော်တို့ပထမဆုံးနေရာအများကြီးလုခွင့်ရတဲ့ကားလေးလို့ပြောရမယ်အချိန်မှာဘာပြောဟာနက်ဆုနဲ့တွဲပြီးတော့ရိုက်ရဆိုတော့ကျွန်တော်တို့ blessing ဖြစ်ပေါ့နော်ဟုတ်ဆိုတော့အရန်လာတဲ့မီနီမီတောင်နဲ့တွဲရရဆိုတော့ကိုကိုလိုက်တို့ကားကြီးလည်းကြိုက်တယ်လေတွဲရတဲ့အချိန်မှာနည်းနည်းရောအဲ့တော့ excited ဖြစ်တော့ဟုတ်လေအရင်ချိုးတဲ့ကိုကိုမင်းသားနဲ့ရရမယ်ဆိုတော့အဲ့ချိန်မှာဒါပေမဲ့အဓိကအဲ့တော့ဟာပါကောင်းမဟုတ်ဘူး ို့တရုတ်ဆောင်ပြီးတော့တကယ်ကိုအဲ့လိုမျိုးစီးနေဆိုလဲနော်အဲ့လိုတခြားအယုံစိုက်ပြီးတော့ရရတာဆိုတော့သူကအကုန်လုံးကအဲ့လိုမျိုးအရန် serious ဖြစ်ပြီးတော့ဘူးမင်းဦးဆိုရင် director ကိုယ်တိုင်ကအရန် serious ဖြစ်ဟုတ်တယ်အဲ့လိုမျိုးသူလိုချင်တာမရရအောင်အဲ့လိုမျိုးတကယ်ရိုက်တဲ့ခန်းနဲ့ဆိုတကယ်ရိုက်ချတဲ့ခန်းနဲ့ဆိုတကယ်ချအဲ့လိုမျိုးရိုက်တာဆိုတော့နန်းစွာနောက်တစ်ခါကျနန်းစွာအဲ့တော့ကျမရေမကောင်းတော့နန်းစွာကျမရေလိုပဲ focus ထားရိုက်ခန်းကြီးကြရင်ရိုက်တယ်ဘောအဲ့လိုမျိုးလေးတော့ဖြစ်နေတယ်ဟုတ်တယ်ပြီးတော့နန်းစွာဆိုတဲ့ပုံစံကလည်းနော် မှာတော့ရိုးရိုးလေးပဲလုပ်တာဘာမှ styling မလုပ်ဘဲနဲ့သူ့ရဲ့ character အရရိုးရိုးလေးပဲတူတူအတူလေးပဲဘာမှလိုလေးပဲလုပ်လို့လုပ်ခဲ့တာပါ အောက်လေး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 ခွေတာစိုက်တယ်ဒီကတကားလုံးစိုက်တယ်ဘာလို့လဲဆိုတော့မြင်းမြိုင်းစိုက်ဆိုင်လေးနဲ့ဟိုမင်းကလှလှပပလေးရိုက်ထားတာဒါလည်းမပြင်းအောင်မပြင်းအောင်လည်းလိုမျိုးဆိုတော့လေဟုတ်အရင် serious ပြီးပြီးတော့နော်ရိုက်ခဲ့ရတဲ့ကောင်းနေပြီးအဲ့ဒီဈာလဲအဲ့ဒီဈာထဲမှာမှ drama တွေကလည်းညက်ထည့်ထားတော့လေ drama လေးနဲ့ငိုလိုက်ကြီးလိုက်မျောလိုက်နဲ့ပဲပြီးသွားတယ်ဟုတ်တယ်ခုပြန်ကြည့်တော့ရမ်းအားရတယ်ဘယ်ပြည့်တဲ့တွေနဲ့ပြန်ကြည့်ရင်ဘယ်လို feedback ပြန်ရမလဲဆိုတော့ရမ်းခက် အဲရင်ခုံနေတယ်ဟုတ်ပါတယ်ဒီလိုပါပဲလွန်ခဲ့တဲ့၅နှစ်ကရခဲ့တဲ့ရိုက်ချက်လေးကဒီနေ့ချိန်ဒီ trend ဖြစ်နေရလေးဆိုတော့အများကြီးပါပါသေးတယ်ဆိုတော့ဝမ်းတော်ပါရဲ့ခြောက်နာနေရဲ့နော်အဲ့လိုမျိုးဆန်းလေးပါတယ်ဒါမျိုးလေးဆိုရင်ကျွန်တော်ဖတ်ကြည့်ရပါဘောပရိသတ်တွေအမှန်ကြည့်လို့ရှိရင်ကြည့်ရမယ်သချို့ခန်းလေးရင်မှာတော့မဟုတ်သချို့အဲ့လိုမျိုးခြေရောက်လေးနည်းနည်းနာနေရတိတော့ဒါဒီကားကြီးကကျွန်တော်နဲ့လမ်းစုံနဲ့ပထမဆုံးဆုံတဲ့ကားလေးလည်းဖြစ်တယ်ပေါ့နော်ဆိုတော့ဒီကားထဲမှာလည်းပရိသတ်တွေခြိုက်မဲ့ ဒါပြိတ္တတွေစိတ်လှရှားမဲ့သုံးဝင်ကန်းလေးလည်းများပြီးပါပါတယ်ဆိုတော့အတွက်စိတ်ကိုလာပြီးတော့အပေးပါအောင်ပြောချင်ပါတယ်ဟုတ်ကဲ့ဒါပြိတ္တတွေအတွက်ပေါ့မတည်ရမယ် drama လည်းပါတယ်အလိုက်ကလေးလည်းပါတယ်ဒီကားလေးကိုမြင်ရမယ်နဲ့ကြည့်ရမယ်ကားလေးတကားတော့ပြိတ္တတွေတိုင်းနှစ်သက်လိမ့်မယ်လို့မျှော်လင့်ပါတယ်သူတို့တွေလည်း idea ထုတ်တာအရင်ကောင်းတဲ့အတွက်လာပြီးတော့အပေးပါအောင်လို့အဆုံးထုတ်ရလို့ပြောပါတယ်ရှင်ကျေးဇူးအများကြီးတော့ပါတယ်